္ဂလာပါဗျာအောင်တူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်တူပါကျွန်တော်ဒီနေ့ပြောပြတင်တဲ့သင်ခန်းစာကတော့အဲ look exact ရဲ့ look at function တွေမှာ approximate match argument အလုပ်လုပ်ပုံကြောင့်ဖြစ်ပါတယ်ကောင်းပါပြီအဲ့တော့ကျွန်တော်သင်ခန်းစာကိုစပြီးတော့လေ့လာကြည့်အောင်ဒီသင်ခန်းစာလေးမစတဲ့ငယ်မှာကျွန်တော် YouTube channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့တောင်းဆိုချင်ပါတယ်အဲကျွန်တော်ရှင်းပြတဲ့ video file လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်လည်း like share လေးလုပ်ပြီးတော့မျှဝေသွားနိုင်ပါတယ်အဲ့တော့အားလုံးပဲသင်ခန်းစာကိုလေ့လာကြည့်အောင်နော်ကျွန်တော်ကအခုဘယ်လိုမျိုးလုပ်ချင်တာလဲဆိုတော့ ဒီအမောင်းကွက်မှာကျွန်တော်ရိုက်ထည့်ခြင်းတဲ့ကဏ္ဍရိုက်ထည့်လိုက်မယ်အဲ့လိုရိုက်ထည့်လိုက်တာနဲ့တပြိုင်နက်ဟောဒီရာဂိုင်နှုန်းတွေကိုအလိုလျောက်ရှာဖွေပေးစေချင်တာပါဒါ့ပေမဲ့ကျွန်တော်ကသတ်မှတ်ချက်တစ်ခုတော့ရှိတယ်ကျွန်တော်သတ်မှတ်ထားတဲ့ရာဂိုင်နှုန်းပမာဏကိုဟောဒီဘက်ကဇာကွက်မှာရိုက်ထည့်ထားတယ်ဒီဇာကွက်ကိုကျွန်တော်တို့က look at table လို့ခေါ်ပါတယ်နော်အဲ့တော့အဲ့ဒီ look at table မှာကျွန်တော်ကဥမာတရားဘူးအထိဝယ်မယ်ဆိုရင်0% discount ပဲပေးမယ် 101ကနေ200ကျားဆို3% discount ပေးမယ်201ကနေ300ကျားဆို5% discount ပေးမယ်အဲ့တော့ကျွန်တော်ရဲ့သတ်မှတ်ချက်ကတော့ဒါပဲတိုးပေမဲ့ကျွန်တော်တို့ကဟောဒီဘယ်ဘက်အစုံဆုံး column မှာ3ည100 200 300လို့ဘာကြောင့်ရိုက်ထည့်ထားရတာလဲဒါက excel v lookup function lookup function တွေကို သုံးရင်ကိုယ့်ရဲ့ lookup value ကအဲ့ဒီဘယ်ဘက်အစုံဆုံး column မှာရှိမှရမှာပါ lookup value ဆိုတာကတော့အခုကျွန်တော်ဒီမှာရိုက်ထည့်ထားတဲ့ကိန်းဂဏန်းတွေဖြစ်တယ် အဲ့ဒီကိန်းကနန်းနေဒီကိုတတ်မှတ်ထားတဲ့ဇာတ်ကွက်ရဲ့ဘယ်ဘက်အစုံစုံကော်လမ်မှာရှိမှသာ VLOOKUP function ကရှာဖွေပေးနိုင်တယ် LOOKUP function ကလည်းရှာဖွေပေးနိုင်တယ်မရှိခဲ့ဘူးဆိုရင်တော့ရှာဖွေပေးဖို့အတွက်ကျွန်တော်တို့ကတခြားသော function တွေကိုစဉ်းစားရမှာပါကောင်းပြီဒါဆိုကျွန်တော်အခု formula စပြီးတော့ရေးကြည့်လိုက်မယ်နော် equal VL depth LOOKUP value ဆိုတော့ကိန်းရိုက်ထွက်မဲ့ကွက်ကိုညွှန်းမယ်ကော်မာကုန်မယ် table array ဆိုတော့ဟောဒီဘက်ကဇာတ်ကွက်ကြီးကိုဆက်လက်မှတ်လိုက်မယ် တော့တေဘယ်ရီးမာဇီကဇာကွက်ကြီးကိုဆက်လက်မှတ်လိုက်ပြီးဒီဇာကွက်ကြီးဒီကျွန်တော်ဖော်မြူလာတွေကို copy ကူးပြီးတော့သုံးမှာဖြစ်တယ်ဒါကြောင့်ဇာကွက်နေရာရွေးမသွားအောင် F4 key နဲ့ log ချခဲ့မယ်ပေါ်မှာပုံမယ်အဲ့တော့အာကျွန်တော်တို့ကဒီညမှာအဲ့တော့ အဲကျွန်တော်တို့အခု column index ဆိုတဲ့နေရာကိုရောက်ပြီအဲ့ဒီ column index ဆိုတဲ့နေရာမှာအဲကိုက lookup value ရိုက်ထည့်လိုက်တာနဲ့ဘလို့အကြောင်းအရာတွေကိုဖော်ပြစေချင်တာလဲကျွန်တော်ဒီရာခိုင်နှုန်းတွေကိုဖော်ပြစေချင်တာဖြစ်တယ်ဒါကြောင့်မလို့ရာခိုင်နှုန်းရှိတဲ့ column ရဲ့ number ကိုထည့်သွင်းပေးရမယ်အဲ့ဒီခါကျတော့ကျွန်တော်က table array ရဲ့ဘယ်ဘက်အစုံဆုံး column ကို x ကတက်လို့တည်တယ်ဒုတိယ column ကို2လို့တည်တယ်တတိယ column 3လို့တည်တယ်ဒါကြောင့်မလို့ကျွန်တော်3ဆိုတဲ့ခန်းန်းကိုရိုက်ထည့်ပေးမှဖြစ်တယ် ပြီးရင်တော့ကျွန်တော်ရှင်းပြခြင်းနဲ့နေရာရောက်လာပါပြီ။အဲ့ဒါကဘာလဲဆိုတော့ဒီနေရာမှာ approximate match exam match နှစ်မျိုးရှိပါတယ်။ approximate match ရဲ့အတိအပေကသတ်မှတ်ထားတဲ့ဂိမ်းကိုရှာမတွေ့ဘူးဆိုရင်အဲ့ဒီဂိမ်းထက်နည်းတဲ့ရာဂိုင်းတုံးကိုရှာဖွေပေးမှာဖြစ်ပါတယ်။ကောင်းပြီဒါဆိုကျွန်တော်ဒီနေရာမှာ true true လို့ရိုက်ထည့်ရင်လည်းရတယ်။တကယ်လို့ရိုက်မထည့်ခြင်းဘူးဆိုရင် tab key ကိုနှိပ်လိုက်လည်းရတယ်။တကယ်လို့အဲ့လိုမရေးခြင်းဘူးဆိုရင်ကျွန်တော်တို့ကတစ်လို့ရေးလို့ရတယ်။ ဘူလီယန်လော့ဂျစ်ရဲ့သဘောသဘာဝအရာကျွန်တော်တို့ဒီအာ true ဒီတစ်ဖြစ်တယ် false ဒီတုံ့ညဖြစ်တယ်အဲ့ဒီခါကျတော့ကျွန်တော်တို့ဒီနေရာမှာ true လို့မရေးချင်တဲ့အတွက်တစ်လို့ရေးလိုက်ပြီးပြီးရင် control under ခေါက်လိုက်ပါခေါက်လိုက်တာနဲ့အိမ်စေးကမှန်ကန်တဲ့အဖြေတွေကိုအလိုလျောက်ရှာဖွေပေးမယ်အဖြေတွေမှန်မှန်မှန်ကျွန်တော်ပြန်ပြီးတော့စေ့ကြည့်မယ်ကောင်းပြီနော်အခုတရားဆိုတော့3%ပေါ်နေကျွန်တော်60လို့ရရင်0%ပေါ်ရမယ်အားကြောင့်လဲဆိုတော့တရားမပြည့်လို့နော်အခုကျွန်တော်210လို့ရိုက်မယ် 210ဒီ300မပြည့်တဲ့အတွက်5%လို့ပေါ်ရမယ်ကျွန်တော်ဒီ350လို့ရိုက်မယ်350ဒီအကြီးဆုံးဖြစ်တဲ့အတွက်7%လို့ပေါ်ရမှာပါအဲ့တော့ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့က VLOOKUP function ရဲ့ approximate match ကိုအသုံးပြုနိုင်တယ်တကယ်လို့အဲ့ဒီ syntax ကိုမသုံးချင်ဘူးဆိုရင်ကျွန်တော်နောက်ထပ်သုံးလို့ရတဲ့လားပုံစံရှိတယ်ဒါကိုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်အောင်ဗျာเนาะအာကျွန်တော်ဒီမှာ hide လုပ်လိုက်မယ်เนาะအဲ့တော့ဒုတိယနီလန်းကတော့အာကျွန်တော်တို့ဒီနေရာမှာ lookat function ကိုအသုံးပြုပြီးတော့ရှာဖွေမှာဖြစ်ပါတယ်။ lookat function ဒီ lookat လုပ်တဲ့နေရာမှာ excel ရဲ့အသက်အကြီးဆုံး function ဖြစ်ပါတယ်။နော် vc calculator ဆိုတဲ့ excel လို့နာမည်မတက်ခင်တည်းကပါဝင်တဲ့ function ပါ။ equal loo tab ခုံနေ။အဲ့တော့ lookat function မှာ argument နှစ်ခုပါဝင်ပါတယ်။အဲ့တော့ကျွန်တော်ဒီပထမ argument ကိုသုံးမှာဖြစ်တယ်။ lookat value ဆိုတော့ရှာဖွေခြင်းတဲ့ဘက်ကို clip ပေးမယ်။ comma ကုန်မယ်။ lookat vector ဆိုတော့ဟောဒီ lookat value တွေကို အော်ဒီဘက်ကဇီယားဘက်ကဘယ်ကော်လမ်မှာရိုက်ထားရလဲလားအဲ့ဒီကော်လမ် look at value ရှိတဲ့ကော်လမ်ဒီ look at vector ဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်ဒီ click ပေးပြီးတော့ control shift down arrow လို့ F4 နှိပ်လိုက်မယ်ကော်မာကုတ်မယ် reserve vector ဆိုတဲ့နေရာမှာတော့ကိုလိုချင်တဲ့အဖြေတွေရိုက်ထည့်ထားတဲ့ကော်လမ်ကိုထည့်သွင်းပေးရမယ်ကျွန်တော်လိုချင်တဲ့အဖြေတွေကဟောဒီ rate ဆိုတဲ့ကော်လမ်မှာရိုက်ထည့်ထားတယ် F4 ကြီးနှိပ်မယ်ဝင်ပေးမယ်အဲ့တော့ look at function ကဂိမ်းတွေကိုရှာဖွေခိုင်းတဲ့နေရာမှာလဲ approximate match ပါ အဘရော့စမိတ်မတ်ရှယ်အတိတ်ပဲကသတ်မှတ်ထားတဲ့ဂိမ်းကိုရှာမတွေ့ရင်သူ့ထက်နည်းတဲ့ဂိမ်းကိုရှာဖွေပေးမှာဖြစ်တယ်။ဒါကြောင့်ကျွန်တော် control under ခေါက်လိုက်မယ်။ခေါက်လိုက်တာနဲ့ဒီပြိုင်နဲ့အမှန်ကန်တဲ့အဖြေတွေကိုအဲဒီဈေးကပြောပြပေးမှာရှာဖွေပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကဒီကလေးလို့ဒါ look at function ကိုမသုံးကျင်ဘူးဆိုရင်နောက်ထပ် function တစ်ခုနဲ့ကျွန်တော်တို့ထပ်ပြီးတော့ရှာဖွေနိုင်တယ်။အဲ့ဒီအကြောင်းကိုကျွန်တော်ဆက်ပြီးတော့လေ့လာရအောင်။ ကျွန်တော်ဒီအခုဒီချိန်မှာ index function နဲ့ match function ကိုတုံးပြီးတော့ approximate match ကိုဘယ်လိုအသုံးချရမလဲဆိုတာပြောပြပေးမှာပါ control shift down arrow delete အဲ့တော့ကျွန်တော် index function ကတော့အဲရှာဖွေတဲ့နေရာမှာဆရာကြီးပေါ့ဗျာဒီချိန်တုန်းကအခု h locket ပေါ်လာတော့သူကဆရာကြီးတော့တိတ်မဟုတ်တော့ဘူးသို့ပေမဲ့သူကအရင်နဲ့တုံးလို့ကောင်းသေးတယ်အဲ့တော့ index function ရဲ့ပထမဆုံး argument က array ပါ array ဆိုတော့ကိုပေါ်ပြခြင်းနဲ့ရာခိုင်နှုန်းတွေရှိတဲ့ column ကိုဆက်လက်မှတ်ထည့်ပေးရမယ် f4 key နှိပ်မယ် comma ကုန်မယ် ဲ့တော့ row number နေရာမှာကျွန်တော်ကအဲ၃ညလို့ရိုက်ထည့်လိုက်ရင် row number 1လို့ပေါ်မယ်တရာလို့ရိုက်ထည့်လိုက်ရင် row number 2လို့ပေါ်မယ်200လို့ရိုက်ထည့်လိုက်ရင် row number 3လို့ပေါ်မယ်အဲ့ဒီလိုမျိုးကိန်းကနန်းရိုက်ထည့်လိုက်တာနဲ့အဲ့ဒီကိန်းကနန်းရှိတဲ့ row ရဲ့ number ကိုပေါ်ထုတ်ပေးတဲ့ function တစ်ခုရှိတယ်သူကတော့ match function မှာ match function ရဲ့ lookup value နေရာမှာကျွန်တော်ကိန်းကနန်းရိုက်ထည့်မဲ့ဘက်ကိုညွှန်းမယ် comma ကုန်မယ် lookup array နေရာမှာတော့အဲ့ဒီ lookup value တွေကိုဘယ်နေရာမှာထည့်ထားရလဲ ဒီနေရာမှာမှတ်ထားတာဖြစ်တယ်ဒါကြောင့်မလို့ဟော်ဒီကော်လံကိုဆက်လက်မှတ်ပြီးတော့ထည့်ပေးရမယ် FOG နှိမ့်မယ်ကော်မကုန်အဲ့တော့ match match ရဲ့ထူးခြားချက်ကတော့သမ္မတအတိအကျတူမှရှာဖွေမှာလားဒါမှမဟုတ်ရင်သတ်မှတ်ထားတဲ့ game ထက်နည်းတဲ့အကြောင်းအရာကိုရှာဖွေမှာလားဒီ less than ကနော်ဒီ match 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 ရဲ့ less than ဒီဒါ approximate match ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ရွေးရှယ်လိုက်မယ်ဘွင်းဘိတ်ဘွင်းဘိတ် control under ဒါဆိုရင်တော့ကျွန်တော်တို့အခုလိုမျိုးအဖြေတွေကိုရရှိမှာဖြစ်တယ် အဲ့တော့အခုကျွန်တော်တို့ abroad rate match ဒီ v lookup နဲ့တုံးလို့ရတယ် lookup နဲ့တုံးလို့ရတယ်နောက်တစ်ခုက index match နဲ့လည်းတွဲပြီးတော့တုံးလို့ရတယ်အဲ့တော့အဲ့ဒီလိုမှမတုံးချင်ဘူးဆိုရင်တော့အာကျွန်တော်တို့ကနောက်ထပ်နီလန်းတစ်ခုရှိတယ်အဲ့ဒီနီလန်းကဘာလဲဆိုတော့เนาะကျွန်တော်တို့ nested if ဆိုတဲ့ function ကိုတုံးပြီးတော့လည်းရှာဖွေနိုင်ပါတယ်ဟောပြီအရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒါကိုလေ့လာကြည့်ရအောင်အဲ့တော့ကျွန်တော်ကဒီနေရာမှာ logical function ဖြစ်တဲ့ if function ကိုတုံးပြီးတော့ရာခိုင်နှုန်းတွေကိုရှာဖွေมาဖြစ်တယ်ဒါကြောင့် equal if ကြောက်ပါ logic test ဆိုတဲ့နေရာမှာ logic မေးခွန်းထည့်သွင်းရမှာပါဟောဒီအကွာမှာရိုက်ထားတဲ့ game ကငယ်သလားညီသလားမတူထက်လဲဆိုတော့အဲကျွန်တော်တို့အဲငယ်သလားလို့ပဲမေးမယ်နော်ညီအဲငယ်ဟုတ်တယ်ငယ်သလားညီသလားလို့မေးဘယ်သူထက်လဲဆိုတော့100ထက်เนาะအဲ့တော့100ဆိုတဲ့ဆဲခွက်ရွေးမသွားအောင် f4 key နဲ့ log ချခဲ့ရမယ်ကောမာကုန်မယ်အဲ့တော့ငယ်ခဲ့ညီခဲ့မယ်ဆိုရင်ကျွန်တော်0%ပေးမှာဖြစ်တယ်အဖိုကြီးနေမယ်ကော်မာကုန်မယ်ဒါဆိုမိကုန်းတစ်ခုပြီးသွားပြီပေါ့ ဒီမေကုံးမှားရင်ဘာကြောင့်လဲလို့ကျွန်တော်ကစဉ်းစားရမယ်ဒီမေကုံးမှားရင်တရားထက်ကြီးလို့ပေါ့ကြီးတော့ကျွန်တော် if နော် logic test နေရာမှာ hori kwa မှာရထားတဲ့ gain ဒီငဲသလားညီသလားဘယ်သူထက်လဲဆိုတော့200ပြီးရင် log ချခဲ့ရမယ် comma ကုန်မယ်ပြီးသွားရင်တော့200ထက်ငယ်ခဲ့တယ်ညီခဲ့တယ်ဆိုရင်ကျွန်တော်3% discount ပေးမှာဖြစ်တယ်ဟုတ်ပြီနော်ဒါကြောင့်မလို့ကျွန်တော်တို့က fog နေမယ် comma ကုန်မယ်နောက်ထပ် if tab မေးမယ် hori kwa မှာရထားတဲ့ gain ကငဲသလားညီသလားဘယ်သူထက်လဲဆိုတော့300 F O G နိုင်မယ်ကောမကောမယ်300ထက်ငယ်ခဲ့မယ်ဆိုရင်5% discount ပေးမှာဖြစ်တယ် F O G နိုင်မယ်အဲ့တော့အာကျွန်တော်ဒီအခုမေးပြီးသွားပြီအဲ့တော့ပထမမေးထားတဲ့မေးခွန်း3ခုလုံးမှားခဲ့တယ်ဆိုရင်အဲ့ဒါဒီကျွန်တော်တို့300ထက်ကြီးလို့ဖြစ်တယ်300ထက်ကြီးရင်တော့ထပ်ပြီးတော့စစ်ဆေးကြမလို့ဘူး7%ဆိုတဲ့အားရှိတယ် F O အဲ့တော့မှ1 2 3သုံးခွင့်ပေးရပါမယ်။ဘာကြောင့်လဲဆိုတော့ if ကို၃ချိန်ရေးထားလို့ပါ။ control enter ခောက်လိုက်တာနဲ့မှန်ကန်တဲ့အဖြေတွေကို AI ကထုတ်ပေးမှာဖြစ်ပါတယ်။ အဲ့တော့ကျွန်တော်တို့ကတကယ်လို့ AZ version 2019သာအသုံးခဲ့မယ်ဆိုရင်အဲ့ဒီ2019 version မှာเนาะကျွန်တော်ဘာပါလဲဆိုတော့ if မှာ s ထည့်ထားတဲ့ function ပါပါတယ်သူက nested if မရေးကျင်တဲ့เนาะ AZ အသုံးပြုသူတွေအတွက်ထည့်ပေးထားတဲ့ function မှာအင်မတန်မှအသုံးလို့ကောင်းပါတယ်ဒါကိုကျွန်တော်လေ့လာကြည့်အောင်เนาะအရင်ဆုံးအနေနဲ့ကျွန်တော် ifs tab ခုံလိုက်တယ် logic test 1ဟောဒီမှာရှိနေတဲ့ gain ကငယ်သလားညီသလားတရား fog နေမယ်ကောင်မကုန်မယ် တကယ်လို့ငယ်ခဲ့နေခဲ့ဆိုရင်0% FOG နှိမ့်မယ်ကော်မာကုန်မယ်နောက်ထပ် if ထပ်ရေးစရာမလိုပါဘူး logic မေကွန်နံပါတ်2ကိုထည့်ပေးလိုက်အောင်ပါပဲအော်ဒီမရှင်ရဲ့ဂိန်းကငယ်သလားညီသလားဘယ်သူထပ်လဲဆိုတော့200 FO နှိမ့်မယ်ကော်မာကုန်မယ်ငယ်ခဲ့ညီခဲ့မှာဆိုရင်3% FO နှိမ့်မယ်ကော်မာကုန်မယ်နော်ပြီးသွားရင်ကျွန်တော်တတိယမေကွန်မှာအော်ဒီမရှင်ရဲ့ဂိန်းကငယ်သလားညီသလားဘယ်လောက်လဲဆိုတော့300 FO နှိမ့်မယ်ကော်မာကုန်မယ်ငယ်ခဲ့ညီခဲ့မှာဆိုရင် 5%ဖြစ်မယ် F4 နေမယ်ကောမာကုတ်မယ်အဲ့တော့အော်ဒီ if function မှာကျွန်တော်တို့အခု logic မေးခွန်းပေါ့နော် logic မေးခွန်းနံပါတ်6ကိုရောက်သွားပြီနံပါတ်6ကိုရောက်သွားရင်ကျွန်တော်တို့ကထပ်မေးစရာမေးခွန်းမရှိတော့ထပ်မေးစရာမေးခွန်းမရှိတော့တဲ့အခါမှာကျွန်တော်တို့နောက်ဆုံးမေးခွန်းကို true လို့ပဲသတ်မှတ်ပေးရမှာဖြစ်တယ် tru u တပ်ခွန်လိုက်ဒါကအရေးကြီးတယ် if function ကိုသုံးတဲ့အခါမှာ ဒီဖန်ရှင်ကိုသုံးတဲ့အခါမှာနောက်ထပ်မေကုံမေးစရာမရှိဘူးဆိုရင်နောက်ဆုံးမေကုံမှာ true လို့ရေးရပါမယ်။ရေးပြီးသွားတဲ့အခါမှာအဲ့ဒါသာ true ဖြစ်ခဲ့ရင်7%လို့ပေါ်ပြပါလို့ကျွန်တော်သတ်မှတ်ပေးရမယ်။ F4 နေမယ်ဖွင့်ပေးမယ်။အဲ့တော့ကျွန်တော် share လောက်ချတဲ့အကြောင်းကိုကျွန်တော်ရဲ့ YouTube channel မှာ share address များအကြောင်းဆိုပြီးတော့ playlist တည်ဆောက်ထားတဲ့ video file ၃ခုရှိပါတယ်။အဲတကယ်လို့နားမလည်ခဲ့ဘူးဆိုရင်အဲ့ video file ၃ခုပြန်ပြီးတော့ကြည့်ပေးပါ။ Control Enter အဲ့လိုနှိပ်လိုက်တာနဲ့တပြိုင်နက်မှန်ကန်တဲ့အဖြေတွေကိုအဲ့ဒီကထုတ်ပေးတော့တွေ့ရပါလိမ့်မယ်။ ။ကောင်းပြီဒါဆိုကျွန်တော်နောက်ထပ်တကယ်လို့ဒါအဲ့ဒီ function တွေကိုဒါမသုံးကျင်ဘူးဆိုရင်ကျွန်တော်တို့က excel ရဲ့နောက်ဆုံးပေါ်ဗာဟဲ့လား function lookup function တခုဖြစ်တဲ့ x lookup function ကိုအသုံးပြုပြီးတော့ရှာဖွေနိုင်တာရှာဖွေနိုင်မဲ့နည်းလမ်းကိုကျွန်တော်ပြောပြပေးမယ်။အဲ့တော့ x lookup function က excel version 2019မှာမှစတင်ပါဝင်တဲ့ function တခုဖြစ်ပါတယ်။အဲ့တော့ h lookup function က2019မတိုင်ခင်ပေါ့နော်2016တို့ ဆက်ကြောင်းတို့2013တို့မှာတုံးလို့မရပါဘူး2019နောက်ပိုင်း2021တို့24တို့မှာတုံးလို့ရတယ် office 365မှာတော့အမြဲတမ်းပါဝင်တဲ့ function ပါအဲ့တော့ equal h l depth look at value ဆိုတော့ခင်ရိုက်ထဲမှာကိုကိုညွှန်းမယ် comma ကုန်မယ် look at array ဆိုတော့အဲ့ဒီကိန်းတွေရှိတဲ့ column ကိုကျွန်တော်တို့ကဆက်လက်မှတ်ထည့်ပေးရမယ် f4 key နှိပ်မယ် comma ကုန်မယ် return array ဆိုတဲ့နေရာမှာကိုလိုချင်တဲ့အဖြေတွေရှိတဲ့ column ကိုထည့်သွင်းပေးရမယ်နော် fo key နေမယ်ကောမာကုတ်မယ်အဲ့တော့ဒီနေရာမှာ x lookup နေရာမှာကျွန်တော်တို့အခု if not found ဆိုတဲ့နေရာကိုရောက်လာပြီတကယ်လို့ဒါရှာမတွေ့ခဲ့ဘူးဆိုရင်ဘာရေးမှာလဲပေါ့ဒါဆိုရင်ကျွန်တော်တို့က not found လို့ရေးရမယ်เนาะအဲ့တော့မှကောမာကုတ်လိုက်ရင်အခု match mode နေရာမှာ तू ကအတိအကျဒူမရှာဖွေမှာလားအတိကျဒူတာကိုလဲရှာမယ်အတိကျဒူတာကိုမတွေ့ခဲ့ရင်အဲ့ဒီဆက်နဲတဲ့ရာခိုင်နှုန်းကိုရှာမယ်ဒါဆိုဒီအနှုတ်တစ်ဒီ approximate match ကိုရည်ညွှန်းတာဖြစ်ပါတယ် ဒါဆိုရင်ကျွန်တော်ဒဘယ်ကလစ်ပေးလိုက်မယ်။ဝင်ပေးလိုက်မယ်။ control under ခေါက်လိုက်တဲ့နဲ့ဒီပိုင်းနဲ့မှန်ကန်တဲ့အဖြေတွေကိုရရှိမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်အခုရှင်းပြခြင်းတာကတော့ approximate match ရဲ့အလုပ်လုပ်ကင်ပုံဖြစ်တယ်။ဒီ approximate match ကိုကျွန်တော်တို့ကနော်ဒီ function 6ခုပေါ့နော်နီးလန်း6မျိုးနဲ့ရှာဖွေနိုင်ပါတယ်။အဲ့တော့ကိုကြိုက်နှစ်တဲ့ရနီးလန်းနဲ့ကိုရဲ့အလုံးနဲ့ကိုက်ညီတဲ့ပုံစံမျိုးကိုကျွန်တော်ရှာဖွေပေးလို့ရပါတယ်။အားလုံးပဲကျွန်တော်ရဲ့သင်ခန်းစာတွေကိုအချိန်ကုန်ခံပြီးတော့နားထောင်ပေးတာကျေးဇူးတင်တယ်။ လောက်ကန်နေအဆင်ပြေကြပါစေနောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်တွေ့ကြမယ်နော်